British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်းအချစ်ဆွန်လိုက်ပါရှင်ပြည်မျိုးအော်တော်လန်တွင်ဘုံမူအောင်မိုးတူရောက်ရှိနေမှုကို PDF နဲ့ AA တပ်ဖွဲ့ဝင်များရောက်ရှိလာသည်ဟုတရေမာပေးမှုကြောင့်အချင်းချင်းမာရွံ့ပစ်ခတ်ပြီးဘုံမူအောင်မိုးတူတေဆုံသွားခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင် ပုဂိုရိုင်းပြည်မျိုးအုံတော်လန်းတွင်ဘုံမူအောင်မတူရောက်ရှိနေမှုကို PDF နဲ့ AA တပ်ဖွဲ့ဝင်များရောက်ရှိလာသည်ဟုသတင်းမှပေးမှုကြောင့်အချင်းချင်းမာရင်ပြစ်ခတ်ပြီးဘုံမူအောင်မျိုးသူတေဆုံးသွားခဲ့ကြောင်းဒေတာစီရင်သတင်းမြက်ကရှင်းလင်းခဲ့တဲ့သတင်းထားလာထပ်ပြောဆိုထားဖြစ်ပါရယ်ရမန်နီမဆနာနဆလေးနဲ့နက်နဲ့တနာရခန့်အချင်းပြည်မျိုးအုံတော်လန်းအတွင်ရှိ နေအင်းတလုံးတွင် EA နဲ့ PDF တပ်ဖွဲ့ဝင်များဝင်ရောက်တဲခုနေသည့်ဆိုတဲ့သတင်းကြောင်း အကြမ်းဖက်စကောင်စစ်တပ်သားများဝင်ရောက်စီးနှင်ခဲ့ခြင်းဖြစ်ကြောင်းရင်းပစ်ခတ်မှုအကြွေမှာအဆိုပါနေရာတွင်ရောက်ရှိနေတဲ့နှစ်တရင်မြို့နယ်လေချက်ကုံအုပ်စုရွာမရွာသားဘုံမူအောင်မျိုးတူကိုစစ်ကောင်စစ်တပ်သားများကမာရန်ပစ်ခတ်ခဲ့ပြီးတည်ဆုံသွားခဲ့ကြောင်းသိရှိရပါသည်။တရင်မှာပေးခံရတယ်လို့သိရပါသည်။အင်းထဲမှာစစ်တပ်ဘုံမူကရှိနေတာကိုအေးအေးနဲ့ပြည်ခဲ့တွေကအဲ့ဒီအင်းထဲမှာရောက်နေတယ်ဆိုပြီးတရင်မှာပေးလို့ဝင်စီပြီးပစ်ခတ်တယ်လို့သိရပါသည်။ ဗိုလ်မှူးအောင်မြို့သူကပြည်စာတိမဟုတ်ပါဘူးနှစ်တလင်းဘက်ကလာတဲ့ဗိုလ်မှူးပါလို့ဒေတာစီရင်တရေမြားရှင်းပြထားဖြစ်ပါရီချို့တို့မာရန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးရအောင်အကြံပေးစက်ကောင်စီတတားများကအရက်သားလူငယ်တို့ကိုဖမ်းဆီးသွားခဲ့ပြီးလက်ရှိအချိန်ထိအဆက်အသွယ်ပြတ်တောင်းနေကြောင်းဒေတာပြည်သူများကပြောဆိုထားဖြစ်ပါရီအကြောင်းရတဲ့ဆက်ပြမှုကိုကျွန်မပဲကြားနာကိုပြောပါရှင်အဘိနောဆက်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်